ော်လိုင်းရဲ့ကဏ္ဍအသီးသီးမှာចောင်းသားလူငယ်တွေကနေပြီးတော့ဆက်လက်ပြီးတော့လှုပ်ဆောင်သွားမယ်မောင်းနေသွားမယ်ဆိုရအခရာကြီးကိုတိနေတဲ့စစ်တပ်ကဒီចောင်းသားလူငယ်တွေအကျဉ်းတောင်တွေထဲမှာပိတ်ထားဖို့အကျဉ်းတောင်တွေထဲကနေပြီးတော့ဒီစိတ်တက်တွေခံယူချက်တွေကိုရိုက်ချိုးသွားဖို့ဆိုတဲ့ဟာမျိုးအဓိကလှုပ်ဆောင်ခဲ့တယ်ပေါ့လေဆိုတော့စစ်ကြောရေးတွေကနေပြီးတော့မှចောင်းသားလူငယ်တွေစီကိုအကြောက်တရားကြီးထဲတယ်တော်လိုင်းကြီးကိုဆက်လက်ပြီးတော့မလုံနိုင်တော့အောင်ပိတ်လောင်ဖန်းစီထားရဲပေါ့เนาะဆိုတော့အမြဲတမ်းကျွန်တော်တို့ចောင်းသားရဲဘော်တွေကစိတ်ထဲမှာအမြဲတမ်းအာနာရှင်ဆိုတဲ့ ဒီအကြမ်းဖက်စစ်တပ်ရဲ့အာဏာရှင်ပြုတဲ့လုပ်ရက်ကိုဘယ်တော့မှမိတော့မှမဟုတ်တယ်လို့ဘယ်တော့မှလည်းလက်ခံမှာမဟုတ်ဘူးပေါ့နော်အငြင်းစိတ်ထဲမှာတော်လှန်ပုန်ကန်နေစေဖြစ်တယ်ပေါ့လေကျင်းတောင်ထဲမှာဘလောက်ပဲလူကိုချုပ်ထားချုပ်ထားတကယ်တကယ်ကျမတို့ရဲ့စိတ်တက်တီထဲမှာအငြင်းတန်းအကြမ်းဖက်စစ်တပ်ကိုတော်လှန်ပုန်ကန်နေစေဖြစ်တယ်ပေါ့လေဆိုတော့လက်ရှိအချိန်ဒီမှာပုံမှန်ကြီးထတ်တိုးတယ်ဆိုတဲ့အချိန်ဒီမျိုးတွေကျွန်တော်တို့ចောင်းသားကြီးတမကရွှဲပေါ်တွေကိုတိုက်ပိတ်တဲ့ကိစ္စမျိုးတွေပုံမှန်ကြီးထတ်တိုးပြီးရောနှစ်ချေထတ်ချရဲ့ကိစ္စမျိုးတွေပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့တကုံတက္ကသိုလ်ចောင်းသားတမကအရင်ဘဟုအလုံးမှုဆောင်အဟောင်းဖြစ်တဲ့ ကိုရဲလေးဦးဆိုလို့ရှင်လည်းတရားပုံမှန်ကြီးထပ်ဆွဲတယ်ထပ်ပြီးတော့ထောင်နှစ်တည်းထပ်ပြီးတော့တိုးတယ်ပေါ့နော်ဒီလိုပဲပေါ့နော်ဆိုတော့တခြားသောကျွန်တော်တို့ဒီចောင်းသားရဲပေါ်ကြီးပြည်သူလူထုကိုလုံးပေါ့နော်ဆိုတော့ဒီလိုမျိုးပဲဖန်စီခံရတဲ့အခြေအနေမှာဒါအကြက်ဖက်စစ်တပ်ကသူတို့ကိုပြန်ပြီးတော်လန်မအောင်ကြောက်လို့တော်လန်မဲ့စိတ်တွေတော်လန်မဲ့လူတွေပေါ့နော်ဆိုတော့ရဲရဲတော်လန်မဲ့လူတွေကိုအငြင်းချုံအောင်ဖန်စီထားတာဒါအကြက်ဖက်စစ်တပ်ရဲ့ပုံမှန်လောက်ရတဲ့တည်တွေပဲပေါ့နော်ဆိုတော့ ဒီအတွက်ကြောင့်မလို့လေပြည်မမှာရှိနေចောင်းသားလူငယ်တွေကလည်းစိတ်ပြင်းရင်သွားတယ်လို့မျိုးအကြောက်တရားထဲ့ကျင်တဲ့စစ်တပ်ရဲ့ဆန္ဒမပြည့်မြောက်ပါဘူးပေါ့လေဆိုတော့အဲ့လိုမျိုးပဲဒီဖန်စီခန္ဓာရဲ့ចောင်းသားရဲဘော်တွေကနေပြီးတော့လေဒီတော်လန်ပုံကန်စိတ်တွေကဆက်လက်ပြီးတော့ရှင်ထဲမှာဆက်ပြီးတော့ရှိနေပြီးတော့အများရရရနီးလန်းနေတယ်အများရတော်လန်ပုံကန်နေတာဟိုကျမတို့ဒီပြီးခဲ့တဲ့နှစ်ပိုင်းကြီးကထောင်တွင်းကကျမတို့ရဲ့ចောင်းသားလူငယ်တွေចောင်းသားပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုတွေနောက်တစ်ခုကတော့လှုပ်ရှားမှုတွေပေါ့နော်ဆိုတော့လှုပ်ရှားမှုနီးနာမျိုးစုံကိုကျမတို့သိခဲ့ရပြီးဖြစ်တယ်ပေါ့နော်ဆိုတော့ ဘလို့ပဲအကြောက်တရားကြီးထက်တယ်ဘလို့ပဲထောင်တွင်းမှာပဲပိတ်လောင်ထားတာတကယ်တကယ်အကြမ်းဖက်စစ်တပ်ကိုတော်လှန်ပုန်ကန်တဲ့ကျွန်တော်တို့ရဲ့ចောင်းသားတွေရဲ့စိတ်ကတော့ဘယ်တော့မှပိတ်လောင်ထားလို့ရမှာမဟုတ်ဘူးပေါ့နော်